မဲကြီးတူဟာအနည်း20ကြာအေးခက်နေတဲ့အချိန်တွေကလည်းရုတ်တရက်နှုတ်ထလာခဲ့ပါတယ်ထိုနှစ်20ကာလအတွင်းသူမအတွက်အချိန်ကရက်ရက်နေစကတူဖြစ်နေပြီးသူမရဲ့မျက်နှာပြင်ခန္ဓာကိုယ်အစိမ်းပိုင်းအလုံးကမပြောင်းလဲခဲ့ပါဘူးသူမကတကွဲခက်ကနေရာတင်းနဲ့ပုံတန်နဲ့ထွက်လာကနီးစက်ရဘတ်စကားဖက်နယ်ကိုရောက်ချီလာပါတယ်ဘတ်စကားပေါ်တက်ပြီးသူမကကားကအဖြစ်နဲ့ဝင်ကားတစ်ချက်ပြလက်ရရေမောင်းကလူကြီးကကဆောင်းသုံးကတစ်ချက်ဖြစ်နေပြီလို့ပြောလိုက်ပါတယ် ရင်ကားကစီကြောင်းမိန်ကလေးကရှုပ်ထွေးသွားခဲ့တာဘာလို့တ냐အတွင်းကားကကအရန်စည်းတက်သွားလာလေလို့ပြောပြခဲ့ပါတယ်အမှန်က तू မမကြည့်သေးတာက तू မဟာလွန်ခဲ့တဲ့20ကကားကစီကိုပြောနေတာပါရင်မောင်းက तू မမူးနေတယ်လို့ထင်တာကားဘော်ကနေအတင်းစင်ခန်းကြီးမပြူပဲစက်မောင်းလာခဲ့ပါတယ်ထိုမိန်ကလေးဟာမကြခင်မှာပဲ तू မနေထိုင်ရာအင်ကိုပြောင်းရောက်တော့လေအင်ကအလူကြီးဖြစ်နေပါတယ် မိဘများကအိမ်ကားကမပေးထိုင်တာကြောင့်အိမ်ကားတွေထွက်သွားတယ်လို့ပဲသူမကထင်နေတော့မှသူမကလုံခဲ့တဲ့နှစ်20ကာလကသူမရဲ့ဖုန်းဟောင်းကိုထုတ်ကမိဘများကိုဖုန်းဆက်ကြည့်တော့လေဖုန်းမှအလုံးမလို့တော့ပါဘူးဖုန်းပြဆက်ကိုသွားပြင်တော့လေဝင်တော့ကဖုန်းကအရန်ဟောင်းနေပြီးပြင်လို့မရဘူးလို့ပြောပါတယ်နောက်ဆုံးမှတော့မင်းလေးကမြည်စီနီးလက်နဲ့မှအင်းနဲ့အဆက်အသွယ်လို့လို့မရတာကြောင့်ညီစရာရေစကတ်ကိုသွားခဲ့ပါလေ ူမကစကမ်းမှုဟာမနေ့ကပင်မိသားစုနဲ့အတူရှိနေခဲ့ပြီးတညာအတွင်းပြောင်းသွားတာအရာအလုံးကအပြောင်းလဲကြီးပြောင်းလဲနေတယ်လို့တွားရောက်တိုင်ကြားခဲ့ပါတယ်ရဲမှုက သူမရဲ့မှတ်ပုံတွေစာရွက်ကိုတောင်းကြည့်တဲ့အခါမင်းလေးကသူ့ရဲ့အိတ်ကက်ထဲကနေခေဟောင်းကုပ်စီပြောက်ကိုထုတ်ပြီးတုံတုံချီနဲ့သူမရဲ့မှတ်ပုံတွေကိုပေးခဲ့ပါတယ်သူမရဲ့မှတ်ပုံတွေကိုမြင်လဲရကြည်မှာရဲမှုကအံ့အသင့်သွားပါတယ်အเจ้าကတော့မှတ်ပုံတွေရသူမရဲ့အသက်က 44နှစ်ရှိရပြီဖြစ်တော့လေသူမရဲ့ပုံစံကဆယ်ကျော်တဲ့အရွယ်ဖြစ်နေလို့ပါနောက်ဆုံးမှာတော့ကိုလရွှေကျိုးရဲ့ဆက်ချက်မှုနဲ့သူမဟာအိမ်နဲ့ဖုန်းဆက်သွယ်ပြရပါလေမိန်းလေးရဲ့မိခင်ကအနည်း20ကြာပျောက်ဆုံးနေတဲ့သပီးရဲ့အတန်ကိုကြားတဲ့အခါဝမ်းသာပြီးကိုကြည့်နေခဲ့ပါလေသူမရဲ့ငူစံကြောင့်သူမရဲ့ခင်မုန်းနဲ့တားငယ်သူကအိမ်ရှိကိုပြေးထွက်လာပါလေမကြခင်မှာပဲသူတို့မိသားစုသုံးကရဲစခန်းကိုအလှေမြန်သွားရောက်ခဲ့တော့လေ မင်းကလေးမှာသူမရဲ့အထက်တန်းကျောင်းဟောင်းကိုတွားရောက်နေပြီဖြစ်ကြောင်းသိလိုက်ရပါတယ်မင်းကလေးဟာကျောင်းဝင်းအတွင်းကထိုင်ခုံရှိမှထိုင်နေခြင်းကျောင်းသားများစပပူများကိုကန်ပြီးဘလူးတူတစ်ချက်နဲ့စကားပြောနေတဲ့ပုံကိုအထူးတစားကြည့်နေခဲ့ပါတယ်သူတို့ရဲ့အင်တာနက်ဆက်သွယ်ရေးဒီဇိုင်းတွေကိုလည်းသူမနားမလည်ဖြစ်နေပါတယ်ထို့နောက်ကျောင်းဆိုင်ပုံပေါ်မှာ2019ခုသောနံပါတ်ကိုမြင်ရတဲ့ကျသူဘကအံအသင့်သွားပါတယ်သူမအနည်း20ကြာ ရေခဲခန္ဓာဖြစ်နေကြောင်းနဲ့သူမဟာနှစ်20လောက်နောက်ကျနေပြီဆိုတာကိုနောက်ဆုံးမှာတော့သိရှိနားလည်သွားပါလေထိုအချိန်မှာပဲသူမဟာအလွန်ရင်းနေတဲ့အတန်တစ်ခုကိုကြားလိုက်ရပါလေသူမလှည့်ကြည့်တဲ့အခါအဆိုပါပုဂ္ဂိုလ်ဟာသူမရဲ့မောင်ငယ်ဆုံးလေးဖြစ်နေပါလေမောင်နှမနှစ်ခုဟာတင်းကျပ်စွာပွေးဖက်ဂူကြည့်တကြရင်သူ့ရဲ့မောင်လေးကသူ့ရဲ့ဘာကိုဂုံးဘိုးပြီးတော့အိမ်ပြန်ခေါ်လာပါလေသူမအိမ်ပြန်ရောက်တဲ့အခါသူမမရှိတဲ့ နှစ်20ကာလတွင်သူ့ရဲ့မိဘများဟာ သူမရဲ့အခန်းကိုမူတာအတိုင်းထားကြည့်ခဲ့ကြပါလေအခန်းထဲမှာ သူရှိစဉ်ကလူပဲအနေထားမပြတ်ရှိနေတဲ့သူမရဲ့အတုံးဆုံးပစ္စည်းတွေကိုမြင်နိုင်ရကြမှာသူမမျက်ရည်များကျခဲ့ပါတယ်ချိန်များစွာကုန်လွန်သွားတော့လေမိသားစုက သူ့ဘက်ကိုတခါမှမမေ့ခဲ့ကြပါဘူးချိန်မှာသူမအေးပြန်လာမယ်လို့ပဲအလုံးကယုံကြည်နေခဲ့တာပါ